အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီပင်ချိန်ကီးလေးလုံးဤနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်နံပါတ်109 108 109 9ာနေစာပြီးလေ့လာကြည့်အောင်ပါနော်ကျွန်တော်ဤနံပါတ်1နဲ့ဤနံပါတ်2နဲ့ဖြစ်ပါတယ်069ရဲ့8936ရဲ့ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်69လေးဖြစ်ပါတယ်ဒီဆိုရင်လည်းကျွန်တော်ဒီဤနံပါတ်1ကိုစာပြီးလေ့လာကြည့်မယ်ပေါ့နော်ဤနံပါတ်1မှာ069မှာဆိုရင်69လေးဆိုတဲ့ ကျွန်တော်9ရက်၄ရက်ပါနော်ဒီ3 4 6မှာတော့9 6 3ဆိုတဲ့အတွက်ကြောင့်မို့ဒီကျွန်တော်6ရက်3ရက်ဒီ9 6 3ဖြစ်ပါတယ်ဒီ9 9 3ညနေမှာ6 8 9ဆိုတဲ့အတွက်ကြောင့်မို့9ပေါ့နော်6 8 9ဖြစ်ပါတယ်ဒီနေ့လေး9 9မှာတော့နေ့နေ့9ဆိုတဲ့အတွက်နေ့ရက်9ရက်နေ့နေ့9ဖြစ်ပါတယ်ဒီ3ည3 9မှာတော့3 8 8ဆိုတဲ့အတွက်ကြောင့်မို့3ဒလုံးပေါ့နော်ထိစီဖြစ်ပါတယ်ခင်ဗျာ ၃ည၃၅မှာတော့ကျွန်တော်တို့၃တုံညာကုဆွေတဲ့၃ရက်၃ညရဲ့၃တုံညာကုဖြစ်ပါတယ်ခင်ဗျာဒီခွန်ကုတုံညာနေ့မှာတော့၃၅ညဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာညကအပိတ်ပေါ့နော်ခွန်ကုတုံညာနေ့ပဲထင်ရတာဖြစ်ပါတယ်၃၉ညဆိုတဲ့အတွက်ဒီမှာတော့၉ရက်ညရဲ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၃၅၆၈မှာညလေး၆ဆိုတဲ့အတွက်၆ဒီအပိတ်ပေါ့နော်ညလေး၆ ဒီခွန်ကူတုံညာညမှာတော့၃နှစ်၄ဆွဲတဲ့အနှစ်ကအလေဖြစ်ပါတယ်။ကိုးတင်နှစ်၄မှာတော့ချင်းကအနှစ်ဆွဲတဲ့ဒီနှစ်ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာ။၅ခွန်၈တုံညာမှာ၈ဆောင်၅ဆွဲတဲ့ဒီ၅ကအပိတ်ပေါ့နော်။ငါခွန်ရှိတုံများမှာ၃၅၆ရွှေအတွက်ကျွန်တော်ဒီငါကအလေဖြစ်ပါတယ်။၃၅၆ရွှေမှာ၆၄၆ရွှေအတွက်ဒီမှာ၆ပေါ့နော်၆၄၆၉တင်းနေလေးမှာ၉ခွန်ရှိရွှေအတွက်၉ဖြစ်ပါတယ်။ ဒီလေ6ခုကိုမှ6ခုဆောင်ဆိုရတော့6ရက်9ရက်ဖြစ်ပါတယ်နော်ခွန်ကိုတုံများနဲ့မှာ698ဆွေတဲ့9ကအလေးဖြစ်ပါတယ်။ရှစ်တုံများတစ်တုံးမှာတော့တလေး9ဆွေတဲ့တည်တလုံးဖြစ်ပါတယ်ခင်ဗျာ။ Okay ဆက်ပြီးတော့ကျွန်တော်ဒီနီးနံပါတ်2ကိုလည်းတစ်ဆက်သေးဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။698 36မှာ694ဆိုတော့ကျွန်တော်တို့ဒီမှာ9ပါနော်။ ရှိကိုလေးဖြစ်ပါတယ်ဒီ6ခွန်တလေးပေါ့နော်6ခွန်တလေးမှာတော့5 63ဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က6ပေါ့နော်6 D 963ဖြစ်ပါတယ်။နောက်ထပ်3487မှာ68ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီ6အလေပေါ့နော်68ခွန်ဖြစ်ပါတယ်။ တင်းနေရှောက်ကုန်းမှာနင်းနေခွန်ဆိုတဲ့အတွက်ကြောင့်မို့တင်းနေဖြစ်ပါတယ်ဗောနော်တင်းနေဒီနင်းနေခွန်ဖြစ်ပါတယ်ခင်ဗျာဒီ9 6တုံများတုံးမှာတော့388ဆိုတဲ့အတွက်ဒီဘက်က3ဗောနော်388ဖြစ်ပါတယ်ရှင်ကို36မှာ3တုံများ9ဆိုတဲ့အတွက်တရား3ရယ်9ရယ်3တုံများ9ဖြစ်ပါတယ်ခင်ဗျာတုံများတင်း9 8မှာ3 9နေဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအလေ3 9နေဖြစ်ပါတယ် လေးငါးခုနှစ်မှာသုံးခုနှစ်ဆွဲအတွက်ကြောင့်မို့ကျွန်တော်ဒီကိုရဲ့နှစ်ရဲ့သုံးခုနှစ်ဖြစ်ပါတယ်ခင်ဗျာဒီခွန်ရှင်းနှစ်ကမှာတော့လေးချောင်းဆွဲအတွက်ဒီနှစ်ကထိတ်စီးပေါ့နော်6ရဲ့နှစ်ရဲ့နှစ်လေးချောင်းဖြစ်ပါတယ်8 9 6မှာ3နှစ်လေးဆွဲအတွက်ဒီ3ပေါ့နော်ဒီ3ဖြစ်ပါတယ်ဆိုတော့နှစ်ရဲ့3ရဲ့ဒီ3နှစ်လေးဖြစ်ပါတယ် လေငါကိုနေမှာရှင်ငါနေဆိုတော့ဒီနေ့တော့ဒီငါရဲ့နေရပါတော့ရှင်ငါနေဖြစ်ပါတယ်ခင်ဗျာဒီလေငါကိုနေမှာပဲရှေချောင်းငါဆိုတဲ့အတွက်ကြောင့်မို့ဒီငါဟိုဒီရှေချောင်းငါဖြစ်ပါတယ်နေ3ခွန်3ညမှာ3ကား6ဆိုတဲ့အတွက်ဒီ3ပါနော်3ကား6ဖြစ်ပါတယ်ဒီငါရဲ့3ရဲ့3ကား6ပါနော် ဒီ9တုံညာလေးခုမှာ6လေး6ဆိုတဲ့အတွက်ဒီဘက်ကလေးပါနော်6ရဲ့လေးရဲ့ဒီ6လေး6ဖြစ်ပါတယ်၄9 9နှစ်မှာ9ခွန်8ဆိုတဲ့အတွက်ဒီမှာတော့ဒီဘက်ကလေး9ဒီဘက်ကလေး9လုံးပဲအနေနဲ့9ခွန်8ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဒီ6 9 3 6မှာ6 9 6ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ရဲ့6ရဲ့ပါနော်6 9 6ဖြစ်ပါတယ်ဒါကတော့ကျွန်တော်မွေးကဏ္ဍပါနော်မွေးကဏ္ဍ6 9 6ဆိုပြီးဖြစ်ပါတယ် ဒီခွန်ရှင်းနှင်းကားမှာ69ရှေ့ဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က6ရယ်ပေါ့เนาะဒီဘက်က6ဖြစ်ပါတယ်69ရှေ့3958မှာ305ဆိုတဲ့အတွက်ကျွန်တော်ဒီက10ရယ်5ရယ်ပေါ့เนาะကျွန်တော်မွေးကနက်2ွယ်ရှိသေးတယ်ပေါ့เนาะမွေးကနက်2ွယ်ရှိသေးတယ်အဲ့ဒီလာအဲ3ချိန်ပဲကြံတော့တယ်ပေါ့เนาะကျွန်တော်နိစာကနေမွေးလာတာဆိုရင်ကျွန်တော်ခု loss ရတော့3ချိန်ပဲကြံတော့တာဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ အကြိမ်အဖြစ်190နဲ့၄အကြိမ်ထိရှိသွားခဲ့ပြီပေါ့နော်။โอเคဒါလေးကိုကျွန်တော်မရှိများတွင်နည်းလေးလာလို့ရအောင် ပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။အဆွေအဆွေအနေနဲ့နီးနံပါတ်1ကိုစာပြီးလေ့လာကြည့်မယ်ပေါ့နော်။โอเคကျွန်တော်နီးနံပါတ်1ကဒီဟာဖြစ်ပါတယ်ပေါ့နော်။ဒီ၃ညမှာတစ်ကြိမ်ဖြစ်ပါတယ်၅နှစ်ကြိမ်ပေါင်းရှင်းက၁၀ဖြစ်ပါတယ်ဒီ၉နဲ့၆ပေါင်းတာက၁၅ဖြစ်ပါတယ်ခင်ဗျာ ဒီချောင်းနဲ့ဒီချောင်းနဲ့ပေါင်းတာက7၊9နဲ့9ပေါင်းတာက14ပေါ့နော်။9နဲ့1ပေါင်းရှင်းဒီ6အလေက3ချိန်ပေါင်းရှင်းတာလေ6ဖြစ်ပါတယ်။7နဲ့8ပေါင်းတာကလည်း16 6နဲ့ချိန်7ပေါ့နော်။2နဲ့ဒီ၄နဲ့ပေါင်းရှင်းတာလေ6ဖြစ်ပါတယ်။ပြီးရင်2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒီနှစ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီ၄နဲ့ဒီ6နဲ့ပေါင်းရှင်းက30ဖြစ်ပါတယ်။6 3ချိန်ပေါင်းတာ18 နင်းနဲ့ပေါင်းရင်20ဖြစ်ပါတယ်ခွန်နဲ့9နဲ့နင်းနဲ့ပေါင်းရှင်းခွန်ရမယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီခွန်ကိုနင်းနဲ့ပေါင်းတာ9 30 3ညကိုနင်းပေါင်းတာနှစ်ခွန်9တုံညနှစ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ8 9 8ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ9ဒီ8 9 8ဆိုပြီးတော့9အလေဖြစ်ပါတယ်ဒီတော့ဒီခွန်9တုံညာနေမှာ698 ဒီဟာဖြစ်ပါတယ်ဒါလေးကိုပြပြထားတယ်ပေါ့နော်ဒါကျွန်တော်တို့ပြန်စစ်တဲ့သဘောအနေနဲ့ပေါ့နော်နောက်ထပ်ရှင်းတုံညာတစ်တုံးစွာလေးကိုပြန်ပြီးကြည့်အောင်လားခင်ဗျာဒီဘွားလိုမျိုးပဲယူပြီးယူပြပြထားတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာကြတော့လေးနဲ့ကြိမ်ရှင်းရတယ်ပေါ့နော်ရှင်းနဲ့သုံးပေါင်းတာက7ဖြစ်ပါတယ်ဒီ9နဲ့ဒီရှင်းနဲ့ပေါင်းတာက73ဖြစ်ပါတယ်ရှင်းနဲ့10ပေါင်းတာက76လေးနဲ့9ပေါင်းတာက73 3နဲ့10ပေါင်းတာက73 ဒီနှစ်နှစ်ကြိမ်ပေါင်းတာကလေးတင်းနဲ့တေးပေါင်းတာကနှစ်ဖြစ်ပါတယ်။ဒီလျှောက်ရဒီနှစ်ရပေါင်းတာရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်အဲ3နဲ့6ပေါင်း9ပေါ့နော်တင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်။ဒီ3နဲ့2ပေါင်းတာ5 5နဲ့4ပေါင်းတာ9 9နဲ့3ပေါင်း30။အဲဆိုရင်ဒီမှာ8တလုံးကျန်တယ်ဗောနော်အဲ့ဒီ8ကိုလည်း2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ရှင်းတဲ့နှစ်ပေါင်းတာ30တစ်ကိုနှစ်ပေါင်း3 8တုံညာတစ်သုံးပါဆိုရင်ကျွန်တော်တစ်လေး nga ဆိုရင်အတွက်ဒီတစ်ကကျွန်တော်ထိစီပေါ့နော်8တုံညာတစ်သုံးပါတစ်လေး nga ဒီဟာဖြစ်ပါတယ်ခင်ဗျာတရာနဲ့20နဲ့၄ချိန်တိရှိသွားခဲ့ပြီဖြစ်ပါတယ်အားရှင်ဒီတစ်ပတ်မှာတော့ကျွန်တော်အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဒီ၃မှာတစ်ကြိမ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီလေးမှာပေါ့နော်၅မှာတစ်ကြိမ်၈နဲ့၁နဲ့မှာတစ်ကြိမ်အပိတ်မှာတစ်ကြိမ်ပေါ့နော်၃မှာတစ်ကြိမ်၆နဲ့၂နဲ့မှာတစ်ကြိမ်စီတစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်ပေါ့နော်ဒီလေးတစ်ကြိမ်စီပေါင်းတယ်ဒီမှာတစ်ကြိမ်ဒီအပိတ်ကိုနှစ်ကြိမ်ပေါင်းပြီးတော့နည်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ၅နှစ်ကြိမ်ပေါင်း၁၀၁၄ဖြစ်ပါတယ်ရှင်းနဲ့တစ်ပေါင်းတာက၉ ငါးနဲ့ဒီသုံးပေါင်းတာက၈၆ရက်၂ရက်ပေါင်းတာ၈နောက်ထပ်ကျွန်တော်ဒီညနဲ့ဒီညနဲ့ပေါင်းတာက၄အလယ်လေးနဲ့ချိန်ပေါင်းတာက၈၃နဲ့၈ပေါင်းတာ၁၁နဲ့ချိန်၁၈နင်းနဲ့ပေါင်းရင်၂၀နှစ်ဖြစ်ပါတယ်ခင်ဗျာ၉နဲ့ချိန်၁၈နင်းနဲ့ပေါင်းရင်၂၀ဒီနှစ်ပေါ့နော်အစွန်းချင်းနဲ့ကြိမ်ပေါင်းရှင်း16ချောင်းနဲ့၄ပေါင်းရင်20ဖြစ်ပါတယ်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင် ရှင်းတဲ့နှစ်ပေါင်းရတဲ့စီဒီမှာလေးတလုံးကြံပြပါတော့။ဒါဆိုရင်အဲ့ဒီလေးကိုနှစ်နဲ့ထပ်ပေါင်းတော့လေးနဲ့နှစ်ပေါင်းရှင်းဒီ6ခွန်ခွန်ကိုနှစ်ပေါင်းရှင်းကို6ခွန်ကိုကီဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ6ခွန်ကိုဆိုပြီးဖြစ်ပါတယ်။ဒီမှာလေးပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီနောက်ပြီးတော့အနည်းနံပါတ်နှစ်ကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်နေ့နံပါတ်2ဖြစ်ပါတယ်939လီ39ပေါ့နော်ငါးနဲ့ထပ်ပေါင်းရှင်ငါ9နဲ့6ပေါင်းတာက15ငါးနဲ့ချိန်30ငါးနဲ့ချိန်30ပေါ့နော်ဒီငါးနဲ့တစ်ပေါင်းတာက6အလေ3နဲ့ချိန်ပေါင်းရှင်6 6နဲ့16 6နဲ့9ပေါင်းရှင်း15ပေါ့နော်9 9ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ 6နာချိန်7နာနဲ့ဒီ9နဲ့ပေါင်းတာခုနှစ်ရမယ်ပေါ့နော်။ဒါဆိုရင်အဲ့ဒီခွန်ကိုတစ်တိုးတာဖြစ်ပါတယ်။ခွန်8 8ကို4ပေါင်းတာ7နာနှစ်ကို3ပေါင်းရှင်ကခွန်8 9မှာ8 9 8ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ8ကကျွန်တော်ဒီထိစီနဲ့အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ခွန်8 9မှာ8 9 8ဒီဟာဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်3 9 8ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ တုံးကြောကို၅နည်းမြောက်ထားတဲ့အတွက်ဒီ၃ကိုလည်း၅နည်းမြောက်မယ်ကဲရမှာတစ်ကြိမ်ဒီအလဲမှာတစ်ကြိမ်ချစ်မှာတစ်ကြိမ်တူကိုနှစ်ကြိမ်တူကိုလည်းနှစ်ကြိမ်ပေါ့နော်တစ်ကြိမ်တစ်ကြိမ်အလဲမှာနှစ်ကြိမ်ဖြစ်ပါတယ်ဒီမှာတော့၃ကြိမ်ကို၁၃ကြိမ်တစ်ကြိမ်စီပေါင်းနေပေါ့နော်ငါ၃ကြိမ်15ပေါ့နော်၃95ဒီ၄နဲ့၄နဲ့၉ပေါင်းရှင်းက73ပေါ့နော်ဒီ၈ကတစ်ကြိမ်ဖြစ်ပါတယ် ၄နဲ့ချိန်ပေါင်းတာ၈၉နဲ့ချိန်ပေါင်းတာ၁၈၃နဲ့၈ပေါင်းတာက၁၁ရမယ်ပေါ့နော်၂နဲ့ချိန်ပေါင်းတာ၄၁၃ချိန်၃ဆိုပြီးဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ဒီမှာ၃နဲ့ဒီ၄နဲ့ပေါင်းရှင်းကဒီ၅နဲ့ပေါင်းရင်၁၀ဖြစ်ပါတယ်ဒီ၃နဲ့၃ပေါင်းရှင်းဒီ၆ပေါ့နော်၈၃ချိန်ပေါင်း၂၀နဲ့၄၄နဲ့၆ပေါင်းရှင်း၁၀ဆိုတဲ့အတွက်၃ညတိတိကို၄ပေါင်းရှင်းက ငါးကို3ပေါင်း၈၃ညာ၁၅၈မှာတင်လေး၅ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့၁ရဲ့၅ရဲ့တင်လေး၅ဖြစ်ပါတယ်ခင်ဗျာ။၃ရဲ့၁၅၈မှာတင်လေး၅ဒီဟာပါနော်။အစွန်းဒီတစ်ပတ်မှာတော့ကျွန်တော်အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်မယ်ပါနော်။၃ကို၅၅နဲ့မျှော်ထားဒီအတွက်ဒီလေးကိုလည်း၅နဲ့ထပ်မြောက်မှာဖြစ်ပါတယ်။ကာယံ၅မှာတစ်ချိန်ဒီအလေမှာတစ်ချိန်၃မှာတစ်ချိန်၃ညမှာတစ်ချိန်နှစ်မှာတစ်ချိန် နေ့နဲ့ဒီနေ့မှာလည်းဂျိုင်းအလေလေးမှာလည်းဂျိုင်းပေါ့နော်3 8 9မှာလည်းဂျိုင်းစီဖြစ်ပါတယ်ခင်ဗျာ9လေးဒီ20 25ပေါ့နော်9လေးဒီ20 25ဒီလေးနဲ့3ပေါင်းရှင်းက9ဖြစ်ပါတယ်နေ့နဲ့ဂျိုင်းပေါင်းရှင်းဒီလေးဒီနေ့နဲ့နေ့ပေါင်းတာကအလေဒီအလေကလေးနဲ့ဂျိုင်းပေါင်းရှင်း8 3နဲ့8ပေါင်းတာ17 3နဲ့9ပေါင်းရှင်း10ဖြစ်ပါတယ် ။ဒါဆိုရင်ငါးခွန်ပေါင်းတာစနစ်ပေါ့နော်။နှင်းနဲ့ရှစ်ပေါင်းရှင်း30ဖြစ်ပါတယ်။ဒီလေးနဲ့လေးပေါင်းရှင်း100မှာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်ကိုတည်တိုးတာ9 9ကိုလေးပေါင်းရှင်း73 3 3ပေါင်းရှင်း6 8 9 3 6စသဖြစ်ပါတယ်ခင်ဗျာ။ဒါကနံပါတ်2ပေါ့နော်နံပါတ်2က8936ဖြစ်ပါတယ်8936ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါကတော့တင်ချာနေ့ရပါတော့120နဲ့95ကျိန်အထိရှိသွားပြီဖြစ်ပါတယ်4698936ဒါကနေ့နှမျိုးပါတော့ဒီလိုတော့ဒီရှေ့ရဗီဒီယိုမှာလည်းဒီဟာရှိနေတယ်ပါတော့ကျိန်အဖြစ်100နဲ့96889ပါတော့968ဆိုတော့968ဆိုတော့ဒီမှာ4698962ပါတော့ ။ဒါဆိုရင်နောက်ထပ်တစ်ခုကကြတော့ဒီ shiko delay shiko delay ဆိုတော့ကျွန်တော် shiko delay ဆိုတာတူနေတယ်ပေါ့နော်။ကိုကိုတူနေတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒါလေးကိုကျွန်တော်စိတ်ကြင်ကြီးလို့ရမယ်ပေါ့နော်။၄6 9ရက်8 936ရက်နောက်ထပ်တစ်ခုက968ရက်8 9 delay ရက်ဆိုဖြစ်ပါတယ်။ ။ Okay ဒါကတော့ကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်။တွင်းနည်းနဲ့တော့ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။